ရွေးကောက်ပွဲကော်မရှင်ရဲ့မဲဆင်းတွေထုတ်ပြန်လိုက်တဲ့အချိန်တိုင်းမှားရွေးနဲ့စင်းတွေနဲ့ပုံစံတွေထက်ခါထက်ခါဖြည့်ခဲ့ကြရပါတယ်။နွေမာလာနှစ်ရက်နေကကတ်လိုက်တဲ့နောက်ဆုံးမဲဆင်းမှာလည်းတိုင်းနဲ့ပြည်နယ်တော်တော်များများမှာမဲဆင်းတွေလွဲမှားနေတာတွေ့ရပါတယ်။ပါတီတချို့အတွက်ကတော့မဲဆင်းအမှားတွေဟာပြဿနာမရှိသလိုမဲထည့်နိုင်အောင်စီစဉ်ပေးမယ်လို့ပြောကြပါတယ်။ခောက်ချိုးမှတ်ပုံတင်ကင်ထားတဲ့အစွမ်ဘာသာဝင်နဲ့ဟိန်းနူဘာသာဝင်တွေဟာပထ အချိန်နဲ့ဒုတိယအချိန်မဲဆင်းမှာပါခဲ့ပြီမဲ့နောက်ဆုံးအချိန်မဲဆင်းမှာမပါတော့ဘူးလို့ဦးတန်းနိုင်ကပြောပြပါတယ်ဒီကိစ္စကိုကော်မရှင်ကဘယ်လိုတုံ့ပြန်ခဲ့သလဲအခုကျွန်တော်တို့ပြဿနာရှင်းရမယ့်ကိစ္စလေးတွေကဟိုမှတ်ဖို့နေပေါ့ကျွန်တော်တို့ဆိုရင် PN ဆိုတဲ့မှတ်ဖို့နေပေါ့မှတ်ဖို့နေခိုင်းတာဟိုဗမာရောကလာရောတရုတ်ရောရှစ်ကရင်ရောအဲ့ဒီ PN ကမဲပေးခွင့်ရှိတယ်94လောက်လည်းမပေးရတယ်90လောက်လည်းမပေးရ2010လောက်လည်းမပေးခွင့်ရှိတယ် ဒါပေမဲ့အခုမနေ့တနေ့ကနှစ်ရက်နေ့ကမှထုတ်တဲ့စီရင်ရတော့ PNDD မွ슬လင်နဲ့ဟိန္ဒူဘာသာဝင်တွေမဲပေးခွင့်မရှိတော့ဗမာရောကရင်ရောတရုတ်ရောအခုမဲပေးလို့ရပြီးရင်အဲ့ဒီဟိန္ဒူဘာသာဝင်နဲ့မွ슬လင်ဘာသာဝင်တွေမဲခွင့်ပေးခွင့်မရှိဘူးဆိုပြီးတော့မဲဆင်းနဲ့မှလုံးဝမပါတော့ဘူးဒါပေမဲ့အဲ့ဒီလူတွေကပထမအချိန်မဲဆင်းကျင်ရတော့မှလည်းပါတယ်ဒုတိယအချိန်မဲဆင်းကျင်ရတော့မှလည်းပါတယ်အခုကပ်ပြီးမှဖြုတ်လိုက်တယ် ဆိုတာလက်ထဲမှာဂင်ထားတဲ့သုံးခေါက်ချိုးနှစ်ပုံနဲ့ကက်ကိုလူဝင်မှုကြီးကြပ်ရေးရုံးမှာသွားမလဲပဲမဲဆင်းမှာမပါတဲ့အခါအစိုးရရဲ့အဖြစ်တစ်ခုလည်းဖြစ်တာလားပြည်သူလူထုမှာရောတောင်းဖို့မရှိဘူးလားလို့ဦးတန်းထက်ဝင်းကမေးခွန်းထုတ်ခဲ့ပါတယ်လူတစ်ယောက်ကကိုယ့်ရဲ့လူအပ်ချက်ကိုအခုမှဖြစ်ဖို့ဖြစ်တယ်ဆိုတာသဘောမကျအောင်ပေါ့လူတစ်ယောက်ကသူ့ဟာအစိုးရကြီးကလောကယုံနေရှိတယ်လူမှုကြီးကြပ်ရေးပြည်သူ့ရအောင်စည်းထားလားရှိတယ်အဲ့ဒီယုံနေမှာသွားပြီးတော့ကိုယ့်ရဲ့မှတ်ပုံနဲ့ကပ်ပြားက ဒီလိုအကြောင်းချင်းရနေတယ်မပြည့်စုံဘူးဆိုရင်နှိပ်ပေါင်းမြောင်မောဆိုသူ့လက်ထဲမှာရောက်နေတဲ့ပစ္စည်းတစ်ခုကိုဒီယုံလေးမှာသွားပြီးလဲတဲ့ကိစ္စလေးတွေကိုမဆောင်ရွက်နိုင်တာသည်ကျွန်တော်တို့ပြည်သူပြည်သားတွေမှာတော့တောင်းမရှိဘူးလားမှတ်ပုံတွေကိုသွားပြီးလဲဖို့ကအစိုးရတစ်ခုတွေကိုလည်းအပြစ်ပုံချလို့မရဘူးလေကိုယ်တိုင်ကလည်းကိုယ့်အိမ်ထဲမှာရှိနေတဲ့ကက်ကလေးကိုထုတ်တက်ဆိုင်ရာရုံးဝင်သွားလိုအပ်ချက်လေးတွေကိုဖြည့်ဆည်းပြီးတော့လုပ်မယ်ဆိုရင်ဒီပြိဿကမင်းနေစရာတော့မလိုပါဘူး ဟိုဘယ်လိုခေါ်မလဲသူကသူ့ရဲ့ထိုက်တဲ့နောက်ပတ်တဲ့နိုင်ငံသားတယောက်ရဲ့ခံစားခွင့်ကိုသူကရရှိပြီးသားလို့ဖြစ်မှာပါလို့ပဲကျွန်တော်ဒီညမှာဖြစ်ချင်ပါတယ်နိုင်ငံသားနိုင်ငံမဲပေးလို့ရတယ်လို့ရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်နိုင်ငံသားအဲ့နိုင်ငံသားပြုနိုင်ငံသားတွေမဲပေးခွင့်ရှိမရှိ ရွေးကောက်ပွဲဥပဒေနဲ့ဆုံးဖြတ်ထားတာဖြစ်ပြီးရှိုင်းတက်တည်ကန်လက်မှတ် white card ကိုတော့တရားဝင်ဖြတ်သိမ်းထားပြီးမို့သူတို့တွေမဲပေးခွင့်မရှိပါဘူး ခံမျိုးမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြည်ခိုင်မျိုးပါတီခလုံးစဝဒီမိုကရက်တစ်ပါတီတွေဟာလူကြိုက်အများဆုံးပါတီတွေဖြစ်ပြီးပါတီတက်တန်းမှုတဲ့အမျိုးသားတုတ်တက်ရေးပါတီလည်းအင်အားများပါတယ်။ဖအန်အန်အယ်ဒီပါတီအတွက်အမျိုးသားတုတ်တက်ရေးပါတီဟာအနည်းငယ်ရှိရပြိုင်ပွဲတစ်ခုဖြစ်နေပါတယ်။ မျိုးသောဥရေအောင်ပွဲတွေနဲ့အတူဩဇာကြီးရဲ့ဆရာတော်တွေနဲ့မျိုးမဆောင်တဲ့ပါတီကိုမဲမပေးဖို့ကြီးရွာတွေမှာစီးယုံနေတဲ့ကိစ္စကော်မရှင်ကနှစ်လူရှုထားတယ်လို့ဦးတန်နိုင်ကပြောပါတယ်ကျွန်တော်အဓိကပြရမှာ NLD နဲ့ပြည်ထောင်ဖြူပဲပေါ့ဒါပေမဲ့လည်းဒီနီးမှဒီမြေကောက်ပွဲကျင်းပတော့မယ်ဆိုပြီး25ရက်လောက်လူကြမှာဖမ်းမှာမျိုးဓာတုတည့်ရေးပါတီဆိုပြီးတော့ရောက်လာသူရဲ့အခြေခံကတော့ သူ့အမတ်လောင်ယူရတော့ချက်ချင်းယူလိုက်တာတော့ဟိုမဘာသာကခေါင်းဆောင်တွေကိုယူလိုက်တယ်ဒီမဘာသာအောင်ပွဲဆိုပြီးတော့ဟိုမှာဒီဒီလုံးလက်ကျင်းပါတယ်ခင်ဗျအဲ့ဒီအချိန်ကစပြီးတော့ဩဇာကိတိမကြီးရဲ့ဆရာတော်တွေကအမျိုးသားဥပဒေကို အာမပေးတဲ့ပါတီရပဲပါတီလဲတည်လာအဲ့ဒီပါတီကိုမဲမပေးနဲ့ မျိုးသားဥပဒေအဲမျိုးသားတိပ္ပတ်ဒီမဲပေးဆိုပြီးတော့ဒီလိုအဆင့်ထိတောင်မှရွာတွေကိုလိုက်ပြီးတော့တရားပွဲတွေကျင်းပတဲ့အဆင့်တွေလုပ်တယ်။အုပ်ချုပ်ရေးဘိုင်းကော်မရှင်ဘိုင်းကတိတိကြီးနဲ့ဘာမှအရှင်းမပြောဘူး။ဒီနေ့ထိပါမနေ့ကထိလုပ်တော့မှာ